အဲငယ်ဦးပြန်လာတော့သူတက်ကတူချောင်းသားတယ်မဖြစ်နိုင်တော့ဘူးသူကဆက်ကတိကတော့ဖြစ်ရမယ်ကတိကလောက်ဖြစ်နေပြီအဲဆိုတော့အဲအဲ့ခန်းလေးကြတော့ဟိုဘောဟိုအနီးကတ်တော့တိတ်မရိုက်ပါဘူး long shot လေးတွေပေါ့စပင်းလေးရှေ့ချပါချပေါ့အဲ့လိုမဖြစ်ဖြစ်တဲ့အနီးနဲ့ဖြစ်အောင်လုပ်ရအောင်နှကန်းလောက်ဆိုတော့လေဟိုကိုကလည်းလှုပ်လိုက်ပါတယ်အခုဒီဒီနေ့ဟိုပါတော့ ် MRT4 ဇလန်းတွဲပေါ့ FG series ကထုတ်ထုတ်လုပ်တဲ့စီစဉ်သူကိုညင်ညင်နိုင်ပေါ့နော်ဒရိုက်တာကိုကိုဝင်ရိုက်တဲ့ညူနင်းလို့ထာဝရဝေးဆိုတဲ့ဇလန်းတွဲ pressure လေးပေါ့အဲ့ဒါလေးကိုလာပြီးတော့ကြည့်ရှုတာပါနောက်ပြီးတော့ဒီညူနင်းလို့ထာဝရဝေးဆိုတဲ့ဇလန်းတွဲထဲမှာဦးမြင့်မောင်ရှင်ဆိုတဲ့ဇက်ကောင်နဲ့ပါဝင်သုတ်ဆောက်ထားပါတယ်ဒီဇလန်းထဲမှာသူကရှေ့မှာ မိသားစု live လေးရှိတယ်ပေါ့နော်ကိုကိုကိုမျိုးသမီးကတာသမီးလေးနဲ့ဒါပေမဲ့မထင်မှတ်ထားတဲ့ကံကြမ္မာတစ်ခုကြောင့်ဒီမိန်းမနဲ့ကလေးလေးက accident နဲ့ဖြစ်သွားတော့နောက်ပိုင်းမှာထပ်တွေ့လာပေါ့တပင်လဲလို့တပင်ထူတဲ့သဘောမျိုးကိုအဲ့မျိုးချစ်ထပ်တွေ့ရဲ့အချိန်မှာရင်ခုန်သွားတဲ့ဟာအဲ့နောက်ပိုင်းဇလန်လေးကတော့ဒါအောင်မှာအခုမှအစပဲရှိသေးတယ်ဆိုတော့မပြောပြတော့ဘူးအဲ तू ကဒီရှေ့မှာဆိုရင်အဲ့ဒီတော့ငါဝါနဲ့ great chan လို့ပေါ့เนาะသူတို့ကတော့ဒီသူတို့ရဲ့ character အရသူဇက်ကောင်ကိုအကောင်းဆုံးကြိုးစားပြီးပုံဖော်ထားကြတွေ့ရတယ်ဆိုတော့ဒီကြည့်တဲ့တိတ်တက်ကတော့သူတို့စိုးရအောင်ဟိုကြည့်နေကြရတာပေါ့သူကအဲ့ပါတဲ့ဇက်ကောင်တိုင်းအကုန်လုံးကိုကိုကိုဝင်းကတေချာပြီးတော့ပုံဖော်ပြီးတော့ရိုက်ကူးထားတခန်းတခန်းရိုက်တယ်ဆိုလို့ရှိရင်လည်းစိတ်ရှည်ပြီးတော့ဟိုအချိန်ပေါင်းခါကရိုက်တယ်ပေါ့เนาะဒီ close up ပြီးရော ဖိုဂရောင်းတွေရောပါမျိုးခဏခဏပြန်ပြီးတော့လှုပ်ရှားရဲဆိုတော့ဒီအယုတ်တွေကိုစိတ်ကြိုက်ယူထားတော့သူဆက်တဲ့ခါကျတော့ခဏကြည့်ရသလိုဇလန်းလေးကဇက်ယုတ်တွေအကုန်လုံးကကြည့်လို့ကောင်းပြီးတော့ဇက်ကတွက်နေတာအဲ့ဒါဒီဆ iam မာကြီးရဲ့ဝိထုပေါ့နော်ဆ iam မာကြီးဒေါက်ကလေးယာဝိဇာသိက္ကံရဲ့ဒီဂူနင်းတို့ထာဝရဝရဲ့ရှေ့မှာရုပ်ရှင်တကားလဲရိုက်ထားတယ်တဲ့အဲ့တုန်းကတော့မကြည့်လိုက်ရဘူးအဲ့ဒီရုပ်ရှင်ဇက်ကားလဲနာမည်ကြီးပြီးတော့တော်တော်အောင်မြင်ခဲ့တယ်လို့လည်းသိရပါတယ် ဒါပေမဲ့ဒီရုပ်ရှင်ကြတော့လေဟိုကြပြတဲ့ချိန်ကနှစ်နာရီလောက်တည်းမှာပြီးအောင်ကြရတော့ဆိုတော့ဇလန်းတွဲကြတော့ဒီအပိုင်း30ဆိုတော့ဇက်ကောင်တွေကိုတစ်ခုချင်းစီပေးပြီးတော့ဟိုကာရက်တာတွေကိုပို့ပြီးတော့ဟိုနည်းနည်းချက်ရတော့ပေါ့အဲကြတော့တစ်မျိုးစီပေါ့အရသာပြည့်တက်တည်းလဲကြည့်ပြီးတော့ဟိုအားရချင်းနေလိမ့်မယ်လို့ထင်ပါစလာငါပြီးဝိတုဖတ်ကြည့်လိုက်တော့ဟိုရရမဲ့ဇက်ကောင်လဲသဘောကျတယ်ပေါ့လက်ရှိအသက်အရွယ်ပေါ့နော်လက်ရှိအသက်အရွယ်နဲ့လက်ရှိအသက်အရွယ်ဆိုရင်မဲ့ အဲ့ဒီမှာငယ်မှုပြန်လဲနှစ်ခါသုံးခါလောက်လဲပါတယ်အဲ့ဒါကိုဟိုဘင်းကမပြစ်မနေရိုက်ပါဆိုလို့တော့ရိုက်လိုက်ရတယ်ဒါပေမဲ့ကိုယ့်အကူကြည့်ရတာတော့တိတ်ပြီးတော့အရှင်မပြေတယ်လို့ပဲဒါပေမဲ့လည်းဟိုလူကြီးဘိုးကလက်ရှိအသက်အရွယ်ကတော့ပုံများတာပေါ့ဆိုတော့ဒီဇလန်းလေးပါဝင်ပြီးတိုးဆောင်ရတာဟိုအရန်ကလည်းခြေဆုလက်တင်ပါတယ်ပါဝင်ခွင့်ရတဲ့အတွက်လေဥမျက်ပေါင်ရှိဖြစ်အောင်တော့အစွမ်းကုန်တော့ကိုယ့်ဘက်ကကြိုးစားထားတယ်နောက်တစ်ခုကကြတော့ဒီအချိန်ကလည်းရိုက်ကူးရက်က3လနဲ့4လကြာ ကြာတယ်ကြာတယ်ကိုရီပါတဲ့အခန်းဆိုလို့ရှိရင်နှစ်လနှစ်လလောက်ရက်ရရန်ကုန်တလပင်တရာမှာတလကျော်ကျော်လောက်ရက်ရတယ်နောက်တစ်ခုကသူကဟိုပင်တရာမှာသွားရိုက်တာ အောက်ဒိုးတွေအကုန်လုံးကြိုက်တယ်အင်ဒိုးတွေအကုန်လုံးကရန်ကုန်မှာရန်ကုန်မှာဆိုတော့အောက်ဒိုးမှာဟို heavy ခန်းတွေဟိုဖြစ်ခဲ့တဲ့ဟာလေးတွေကိုအင်ဒိုးရိုက်မယ်ဆိုလို့ရှိရင်ငါတော့အပြင်ဘယ်လိုမျိုး heavy ခန်းတွေဆိုတစ်ဆက်တည်းရက်ရတာပူပေါင်းတယ်ဒီမှာကျတော့ location နဲ့တစ်ခါရိုက်တယ်ရန်ကုန်မှာတစ်ခါရိုက်တယ်ဆိုဟိုမှာရိုက်ခဲ့တဲ့မှုအတိုင်းဒီမှာပြန်ပြီးတော့ ပြန်ကြည့်ပြီးတော့ပြန်လှုပ်ရတာပေါ့နော်သူတို့အယုတ်ကလေးတွေပြန်ပြတာပေါ့အဲ့ဒါလေးတွေကတော့အမှတ်တရလည်းဖြစ်တယ်ဟိုတေချာလည်းကျူးစားပြီးတော့ပုံပေါ်တာပါအဲ့ဒါငယ်ဦးပြန်လာတော့သူတက်ကတူเจ้าသားလည်းမဖြစ်နိုင်တော့ဘူးသူကဆက်ကတိကတော့ဖြစ်ရမယ်ကတိကတော့ဖြစ်နေပြီအဲ့ဒါဆိုတော့အဲ့အဲ့ခါနေကြတော့ဟိုပေါ့ဟိုအနီးကတ်တော့တိတ်မရိုက်ပါဘူး long shot လေးတွေပေါ့စပင်းတွေရှေ့ချပါချပေါ့အဲ့လိုမဖြစ်ဖြစ်တဲ့အနီးနဲ့ဖြစ်အောင်လုပ်ရအောင်နှကန်းလောက်ဆိုတော့လည်း ဟိုကိုကလည်းလှုပ်လိုက်ပါပဲကိုကကိုကြည့်ကိုကကိုလုံနေနေရှက်နေတာโอเค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 လိုလိုလှုပ်ရတာပေါ့โอเคအားလုံးကဲကျေးဇူးတင်ပါတယ်เนาะအားလုံးပဲโอเคပါကျေးဇူးပါโอเค